NDA ထိန်းချုပ်ထားတဲ့မိုင်လာမှာဒေသလိုင်စင်ဖုတ်တဲ့ရှင်တွေကိုဖမ်းဆီးနေတဲ့အတွက်လက်ရှိမှာဖမ်းဆီးခံထားရတဲ့စိုင်ကယ်စီးရာချီရှိနေပြီဖြစ်တယ်လို့မိုင်လာမှာနေထိုင်သူတွေစီကသိရပါဗျ။အရင်ကမြန်မာလိုင်စင်ရင်တွေနဲ့တခြားဒေသရှင်တွေဖြတ်တန်းသွားလာခွင့်ရပါပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာလကစပြီးမိုင်လာဒေသ SR4 လိုင်စင်ကလွဲပြီးကြာလိုင်စင်တွေကိုဖမ်းဆီးနေတာဖြစ်ပါတယ်။အရင်ကရင်းလိုင်စင်ထက်လူလိုင်စင်ပဲစစ်တာ အခုကရင်းလိုက်စင်မှာဆက်တော့လိုင်စင်အတုတွေအပွားတွေအများကြီးတွေ့နေလို့အခု SR ဖုန်းမဟုတ်ရင်ဖမ်းတာများပြီတချို့ကစိုင်းကယ်တွေကိုအလှဆင်စီးကြတာဖမ်းရင်အရင်ကထက်လိုင်စင်ကပိုကုန်ကြပြီလို့မိုင်းလာနေသူတူကမဲခေါင်ကို ပြောပါတယ်လူလိုင်စင်ရင်းလိုက်စင်ပြုတ်လို့ရမှာလူလိုင်စင်ကရွှန်တရာသာကုန်ကြပေမဲ့စိုင်းကယ်လိုင်စင်ကတော့အရင်ရွှန်600ကနေခု1200အထိမြင့်တက်လာပြီးမော်တော်ကားအတွက်ရွှန်6000ထက် သုံးစွဲနေရတယ်လို့သိရပါတယ် မိုင်းလာဒေတာမှာရှင်တွေကိုဒေတာလိုင်းစင်ပြုလုပ်ဖို့စီကံတင်ကြန်နေပေမဲ့ဒေတာရင်းနံပါတ် SR4 ကားတွေဟာကျိုင်းတော်ကိုလာမယ်ဆိုရင်ဝန်တာပင်ဂိတ်အထိသာရပြီးတခြားဝဒေတာဘက်နဲ့ကိုကံဘက်နယ်မြေတွေအတွက်ကိုတော့သဆိုင်ရာဒေတာတမှတ်နံပါတ်ပြားတွေတက်စင်အသုံးပြုနေရတယ်လို့ခီးသွားမော်တော်ယာဉ်တွေစီကသိရပါဗျ။